ော့ TNL ရဲ့တပည့်ကကြတော့မန္တလေး PDF ပေါ့အဲ့တော့မန္တလေး PDF ကတော့အားလုံးရဲ့အောင်မြင်ပြဆင်မယ်ရှိတာပေါ့အဲ့တော့ MNDAA ကိုကန့်ရဲ့တပည့် TNL TNL ရဲ့တပည့်ကမှဒါမန္တလေး PDF ပေါ့မန္တလေး PDF ဖွဲ့ရလည်းတောက်လျှောက် TNL တပ်ဖွဲ့ဝင်တဲ့ထိုးကျိတ်တပ်ပုတ်ရိုင်းနှက်ချင်းကိုခံခဲ့ရတာကိုမှတ်ပုံလည်းမပေါ်ဘူးခု TNL တို့ကဒီမိုးကိုကနေဆုံးခေါ်ဆုံးခွာသွားပြီးတဲ့နောက်သူတို့ကဒီမျိုးကိုဆက်ထိန်းထားမယ်ဆိုတဲ့ MyUS စံစွာဆုံးဖြတ်ချက်ချတဲ့အတန်တွေလည်းကြားနေရတယ် တနယ်လုံးမှာရှိတဲ့ PDF တွေကိုဒီကိုခေါ်တယ်တဲ့တက်ကွင်းထဲကိုစူးပြီးခေါ်နေတာလားတက်မတော်ကအဖက်ဘက်ကနေဝင်းရံပိတ်ဆို့ထားပြီးသွားပြီသူတို့မှာကောင်းမွန်တဲ့ရွေးချယ်မှုတခုပြုလုပ်ဖို့လိုတယ်ကိုယ့်ရဲ့တက်သားတွေကိုယ့်ရဲ့အဖွဲ့သားတွေရဲ့အသက် OIN C8 စီးစိမ်တွေကိုတက်နိုင်သလောက်ကာကွယ်မှာလား TNL ရဲ့စားကျန်းစားကျန်ဒီကြောက်ကောင်းကြောက်မြက်ကလေးတွေရရှိဖို့အတွက်ကိုကိုယ့်ရဲ့တက်ဖွဲ့ဝင်တွေကိုစတိမာလားဆိုတော့ကိုတေချာစဉ်းစားဖို့လိုတယ်မှာသူတို့တွေဒီဝါတွေကိုဖူးတက်မတော်ကနေစေချောင်းကတော့များတယ်တော်တော်များတယ်အင်အားထောင်အားလောက်ရှိတယ်နော် တင်အားထောင်ရလောက်ရှိတယ်ပစ္စည်းပစ္စည်းအဆုံဆုံးလေးလေးရှိတယ်ဦးစင်ဟိုတလောကပြောတယ်လေအလဲကြိုင်မော်ကြီးဆိုတာအလဲကြိုင်နှွဲစတန်းဟာဆိုတာပေါ့နော်ဦးစင်ပြောခဲ့တာပဲနော်အဲ့တော့ပြောခဲ့တာပဲအားလုံးသိတဲ့အတိုင်းပဲ TNL ရဲ့ဆရာက1နဲ့ MNDA အဲ့တော့ TNL ရဲ့တပည့်ကကြတော့မန္တလေး PDF ပေါ့အဲ့တော့မန္တလေး PDF ကတော့အားလုံးရဲ့အောင်မြင်ပြဆင်မယ်ရှိတာပေါ့အဲ့တော့ MNDA ကိုကန့်ရဲ့တပည့် TNL TNL ရဲ့တပည့်ကမှာ ဒါအမန်ဒလီ PDF ပေါ့မန်ဒလီ PDF ဖွဲ့ရရလဲတောက်လျှောက် TNL တက်ဖွဲ့ဝင်နေထိုးကျိတ်တပ်ပုတ်ရိုင်းနှက်ချင်းကိုခံခဲ့ရတာကိုမှတ်ပုံလည်းမပေါ်ဘူးခု TNL တို့ကဒီမိုးကုတ်ကနေဆုံခေါဆုံခွာသွားပြီးတဲ့နောက်သူတို့ကဒီမျိုးကိုဆက်ထိန်းထားမယ်ဆိုတဲ့မိုင်ယူရဲ့ဆန်ဆိုတာဆုံးဖြတ်ချက်ချတဲ့အတန်တွေလည်းကြားနေရတယ်တနယ်လုံးမှာရှိတဲ့ PDF တွေကိုဒီကိုခေါ်တယ်တဲ့တက်ကွင်းတွေကိုစူပြီးခေါ်နေရလားတက်မတော်ကအဖက်ဘက်ကနေဝင်ရန်ပိတ်ဆို့ထားပြီးသွားပြီးသူတို့မှာကောင်းမွန်တဲ့ရွေးချယ်မှုတစ်ခုပြုလုပ်ဖို့လိုတယ်ကိုယ့်ရဲ့တက်သားတွေကိုယ့်ရဲ့အဖွဲ့သားတွေရဲ့အသက် OA စီစိန်တွေကိုတက်နိုင်တဲ့လောက်ကာကွယ်မှာလား ်တရနယ်လေးရဲ့စားချင်းစားချင်ဒီကြောက်ကောင်းကြောက်မြက်ကလေးတွေရရှိဖို့အတွက်ကိုကိုယ့်ရဲ့တက်ဖွဲ့ဝင်တွေကိုစတိမာလားဆိုတာကိုသေချာစဉ်းစားဖို့လိုတယ်တားပုံးကြော်တားရဲ့ကြော်လူကတော့တရုတ်ပြည်ထဲမှာရှိရွာလေးတွေမှာသူကသွားပြီးတော့ဘိုးကောက်ကရခဲ့တဲ့ကြောက်ကောင်းကြောက်မြက်တွေနဲ့တသက်စားမကုန်အောင်အေးအေးဆေးဆေးနှံ့ပြီးနေလို့ရတယ်ဆိုပေမဲ့ဒီမိုးကုတ်ဘူဟာမှာတရနယ်လေးတက်ကိုတိုက်ပြီးနေတဲ့မန္တလေး PDF လေးတွေရဲ့အနာဂတ်ကောတားပုံးကြော်တားအိုက်ကြော်လူမျိုး ဒူးနံပြီးနေနိုင်မဲ့အနာဂတ်မျိုးရှိမှာလားတရားပေါက်ရှိမှာမဟုတ်ဘူး TNL ထက်ကိုပို့ပြီးတော့ဆရာကြပါဆိုရဲ MND တို့ Warrior အောင်ညင်နေရတာတရုတ်ကလည်းကြားဖြန်ကောင်းစဉ်နဲ့ဥပယ်ဆောင်ချင်းတို့မီးရှောက်ချမ်းတို့ကိုဖမ်းလိုက်တဲ့အတွက်ကြောင့်မလို့ကိုကံပြည်သူစစ်အဖွဲ့ကြီးကဝါးစည်းပြည်သူလိုပြည်သွားပြီးတော့ရှမ်းမြောက်တခွင်လုံးဟာကျသွားခဲ့ရတယ်။နောက်တစ်ခုကဘေယာမန်းရောက်လာမှမသိတဲ့ drone စစ်စင်ရေးတွေတဲ့ဘယ်လိုလုပ်တီအန်အယ်တွေတုံးတက်မှာလဲတီအန်အယ်တွေပြစ်တက်မှာလဲဒီစစ်စင်ရေးတွေကြောင့်အသာစီးရခဲ့ပြီးတဲ့နောက် PNL လေးဟာရှမ်းလူမျိုးတွေအများစုနေထိုင်တဲ့မြို့တွေကိုတမျိုးပြီးတမျိုးသိမ်းခဲ့တယ်။တက်မတော်ကလည်းခွာစစ်ဆင်ခဲ့တယ်။အခုချိန်မှာတော့တက်မတော်ဟာအဖက်ဖက်ကနေတန်တမန်ရေးရမှာရောစေးရမှာရောအသာစီးရနေတဲ့အတွက်မဖြစ်မနေသူတို့ကစစ်ကိုရက်စက်ရမှာပဲ။သူတို့ကပြောပါတယ်။တားပုံကြော်တားရေးကြော်တို့ကဒါကသူတို့အားမွေးတာပါလို့ဒါသူတို့ကပြန်ပြီးတော့အင်အားပြန်စုတာပါလို့ပြောတယ်။ဘာမှလည်းတရုတ်ပြည်နယ်စပ်ထဲမှာလားတရုတ်ပြည်ထဲမှာသွားပြီးအင်အားသွားစုမှာလား။ကိုပလောင်လူဦးရေဟာရှမ်းမြောက်မှာဘယ်နှသိန်းရှိလဲ။လွန်ဆုံးကြုံဆုံး၄သိန်းကျော်ပေါ့။ အဲ့လေးသိန်းကျော်မှာတိုက်နိုင်ခိုက်နိုင်တဲ့ယောက်ျားပါမိမပါမကြံပေါင်းမယ်ဆိုရင်နှစ်သိန်းကျော်ဒီနှစ်သိန်းကျော်လောက်ရှိတဲ့ပလောင်လူလူတစ်ခုလုံးကိုစည်းရဲမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လူမျိုးရဲ့အနာဂတ်ဘယ်လိုရှိဆက်မှာလဲမဖြစ်နိုင်တဲ့အရာကြီးကိုစိတ်ကူးယဉ်နေပြီးတော့ကိုယ်အရင်တော့ရရှိခဲ့တဲ့ပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရနေမြေမှာဆက်ပြီးတော့လွတ်တော်နဲ့ဆက်ပြီးတော့ကိုယ့်ရဲ့ကိုပိုင်အုပ်ချုပ်ခွင့်နဲ့ဒေသဦးစီးနဲ့နေမယ်ဆိုရင်တောင်မှပဲအစင်တန်းတစ်ခုမှနေနိုင်ရသားနဲ့ ခုလိုမျိုးစစ်ပေးစစ်တန်တဲ့ကိုတိမ်ကြုံပြီးခေါ်ခဲ့တဲ့ TNLA လိုမျိုးပလောင်လူလူတစ်ခုလုံးကိုစားမပြုတ်တဲ့အဖွဲ့တစ်ခုကြောင့်ပလောင်လူလူဟာအမတန်းမှနစ်နာခဲ့တယ်စီးပွားရေးတွေပျက်စီးခဲ့တယ်ပညာရေးတွေပျက်စီးခဲ့တယ်လူမှုရေးတွေပျက်စီးခဲ့တယ်ရှမ်းမြောက်တစ်ခွေမှာရှိတဲ့ရှမ်းလူမျိုးတွေကဘုံဒီမှုကိုခံခဲ့ရတယ်ဘာလို့မုံဒီတာလဲရှမ်းလူမျိုးတွေနေတဲ့ဒေသတွေမှာသွားပြီးတော့ဒါ TNLA ရဲ့ဒါဟိုတအောင်းရဲ့စာတွေရေးတယ်တစိုက်တွေခတ်တယ်ငါတို့နေငါတို့တိမ်းတမ်းရငါတို့နေဆိုပြီးတော့လုတ်တယ် အနိုင်ကျင့်တယ်လူကားဝါးတဲ့ဟာတွေအမျိုးမျိုးတွေလုပ်တဲ့တော့ကြောင့်မလို့ရှမ်းမြောက်မှာနေတဲ့ရှမ်းလူလူတွေအနေနဲ့အရင်တော့တက်မတော့ပြည်အောင်စုအစိုးရအုပ်ချုပ်နေတာမှာကောင်းသေးတယ်ဆိုတဲ့အတွေ့ဝင်လာခဲ့တာပေါ့ကထားတော့ထားသူတို့ဆရာကြားတဲ့ MNDA တို့ဝါးတော်ညင်နေတဲ့အတွက်ကြောင့်မလို့ TNL ကမဖြစ်မနေညင်နေရမှာပဲသူတို့အင်အားစုမယ်ဆိုလဲစုပေါ့နောက်တစ်ဖန်တက်မတော့ကလေချောင်းကုံချောင်းနဲ့ထိုးစစ်ဆင်လာခဲ့တဲ့အခါကျလို့ရှိရင်တော့ဒါတားဖို့ညတိုင်းကျော်တို့ကတော့တရုတ်ပြည်တော်ဝင်ပြေးတော့မှာပဲ နောက်မှကြံခဲ့တဲ့ပလောင်လူတုကတော့ခံပေါ့ဗျာဒီလိုမျိုးဆိုးရွားရုံမာလာတဲ့ခေါင်းဆောင်တွေရရှိလာတဲ့ပလောင်လူတုကလည်းအမှန်တမ်းသနာဖို့ကောင်းပါတယ်နောက်တစ်ခုက ULA A ကိစ္စ ULA AA ကခုဆိုလို့ရှိရင်ကြောက်ဖြူမှာတက်မတော်ကတက်ဖြူတမျိုးနယ်လုံးကိုပြန်လဲပြီးတော့နှမိုးဆိုးမှုအုပ်ချုပ်ထားနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ကျွန်တော်သာဥထုံးမြနိုင်ဆိုလို့ရှိရင်ခုလိုအခြေအနေမျိုးမှာကိုကလည်းမြို့နယ်အများစုကိုရထားတဲ့အခြေအနေမျိုးမှာဆိုရင်တက်မတော်နဲ့မလွဲမသွေညှိနှိုင်းပြီးတော့နိုင်ငံရေးအဆင့်တန်းတစ်ခုကိုတောင်းဆိုပြီးတော့ နေကြတခုမှာ BGF ဖြစ်နေကျွန်တော်နေမှာအဲ့လိုမျိုးမဟုတ်ဖဲနဲ့ခုလိုမျိုးရခိုင်ပြည်နယ်တစ်ခုလုံးဟာစီဝိုင်းအရာရောကျမ်းမာရေးအရာရောလူမှုရေးအရာရောနှိမ့်ချနေတဲ့အခြေအနေမျိုးမှာကိုယ့်ရဲ့လူမျိုးရေးအစွန်းရောင်းမှုကိုရှည်တန်းတင်ပြီးတော့အဖြစ်နိုင်တဲ့ Argan Dreams တွေနိုင်ငံတွေအိမ်မက်မှတ်ပြီးတော့တိုက်မယ်ဆိုလို့ရှိရင်ရခိုင်ပြည်နယ်ရဲ့လူမှုဘဝတွေအများကြီးပျက်စီးသွားနိုင်ပါတယ်ဒါဟာချစ်လို့ပြောတာစေတနာနဲ့ပြောတာသဘောထားတိုက်ဆိုင်ခြင်းမှတိုက်ဆိုင်မယ် စစ်ဆိုတာကအဋိဌာယုံပဲဘာကဘာမှကောင်းဖို့မရှိဘူးဂါဇာကိုပဲကြည့်မလားတဖာမှကောင်းဖို့မရှိဘူးတယောက်တရားနဲ့နာဂျီမုံဒီမှုတွေကိုခွာချပြီးတော့ညှိနှိုင်းဆွေးနွေးရေးလမ်းကြောင်းဆိုတာကဒုတိယကမ္ဘာစစ်မှာအင်္ဂလိပ်နဲ့ဂျပန်ကြားမှာလည်းအလုပ်ဖြစ်ခဲ့တယ်အခုလည်းအသေးချေတိုက်ခဲ့အဖွဲ့ကြီးထဲမှာလည်းညှိနှိုင်းဆွေးနွေးနေကြတာပဲတဆုံးထိသွားမယ်ဆိုလို့ရှိရင်တော့ရခိုင်အနာဂတ်ကကောင်းဖို့မရှိဘူးတဖက်မှာလည်းဘင်္ဂလီဘင်္ဂလီတွေကလည်းချောင်းနေတယ်ဘင်္ဂလားဒေ့ရှ်ကလည်းလုံးဝဒီရခိုင်ပြည်နယ်အတွက်ကိုကောင်းမွန်တဲ့အင်ဂျင်တစ်ခုဟုတ်မနေခဲ့ဘူး ဒါမို့ဒါကြောင့်မို့လို့ရခိုင်ပြည်နယ်အရှိတ်အဝါမှာရှိနေတဲ့ဗုဒ္ဓဘာသာကိုးကွယ်တာချင်းတူတူနောက်ဆုံးရခိုင်ဆိုတာကဗမာလူမျိုးနဲ့ genetic တစ်ခုတည်းပဲလူသားမျိုးနဲ့တစ်ခုတည်းပဲဘာကြောင့်ဒီလိုပြောလဲကျွန်တော်ရှမ်းစကားပြောဗမာနားမလဲဘူးဗမာစကားပြောရှမ်းနားမလဲဘူးဗမာစကားပြောရင်ရခိုင်နားလေရခိုင်စကားပြောဗမာနားလေဝဲတာလွဲလို့နားလေနိုင်လောက်တဲ့အခါနဲ့ရှိရစာလဲတူတူပဲဒီစာပဲနားလေနိုင်လောက်တဲ့အထီကိုကျွန်တော်တို့ဖတ်နိုင်တယ် ဲ့တော့ရခိုင်တို့ဒဝဲတို့ဗမာတို့ဆိုတာအမှတ်တမ်းမှာနှီးဆက်တဲ့လူမျိုးတွေဖြစ်တယ်။ထားကြမလို့အနီးကပ်ဆုံးလူမျိုးတွေလည်းဖြစ်တယ်။ဗုဒ္ဓဘာသာကိုးကွယ်တာချင်းနဲ့တူရဲ့သားနဲ့မိကုံမဆုံးမုံမဆုံးတိုက်မယ်ခိုက်မယ်တက်မယ်ဖြက်မယ်ဆိုလို့ရှိရင်တော့ရခိုင်အနာကတော့ကောင်းမှုမရှိပါဘူး။ဘာကြောင့်လဲဆိုရင်တစ်ဖက်မှာကြည့်ရင်ပင်လေမြောက်ဘက်ကကြည့်လို့ရှိရင်ပင်ကလေးလူဦးရေပောက်ကွဲနေတယ်ဘာသာရေးကအဆုံးရောက်တယ်။အဲ့တော့ရံမီနှစ်ဖက်မဟုတ်သုံးဖက်ညက်နေမဲ့ရခိုင်ပြည်နယ်ကိုတစ်ဖက်ဖက်ကိုလက်ရှင်းကမ်းပြီးတော့နိုင်ငံရေးအဆင့်တန်းကိုဦးထွန်းမြေနိုင်နဲ့ယူလိုက်ပါ။ ဒီလိုနိုင်ငံရေးအစတန်ကိုယူလိုက်ချင်းအပြင်ကို့အတွက်လည်းကောင်းတယ်ကို့ပြည်နယ်အတွက်လည်းကောင်းတယ်ကို့လည်းအများကြီးလှုပ်လို့ကိုင်းလို့လှုပ်တာဖက်တာရှိတယ်အဲ့လိုများများမဟုတ်ဘဲနဲ့အဆုံးထိသွားမယ်ဆိုလို့ရှိရင်ရခိုင်ဒေသဟာကြီးရေးလေးစစ်စင်ကြီးထိုးလို့ကောင်းတဲ့နေရာပါ တအောင်းပလောင်နေလိုမျိုးကိုးကန်နေလိုမျိုးတရုတ်ပြည်နယ်ဆက်ဆက်နေနေရာလည်းမဟုတ်ပါဘူးအပေါ်မှာတက်လို့ရှိရင်ချင်းတောင်တန်းဒီဘက်မှာဆိုလို့ရှိရင်လည်းပြည်မာကြီးဖြစ်တဲ့အတွက်ကြောင့်မလို့ရခိုင်ဒေသမှာလိုမျိုးလူမျိုးကြီးကိုအခြေခံပြီးတော့လူစုဆောင်လို့ရတာမျိုးမဟုတ်ပါဘူးခုချိန်မှာတက်မလို့အားလုံးက အမြင်ဆောင်နေတာရှိတယ်။ဒါမျိုးတွေကြောင့်မလို့စီယုံကလည်းဆက်သွယ်ရလို့ PDF တွေကိုအသုံးချရလို့ဆိုပေမဲ့နိုင်ငံရေးတစ်ခုအရွေးရောက်သွားလို့ရှိရင်ရခိုင်နှုန်းကလိုင်းပေါ်မှာလူမျိုးတစ်မျိုးနဲ့တစ်မျိုးကြားပောက်ကွဲခဲ့ကြတိုက်ခိုက်ခဲ့ကြတဲ့ဖြစ်ရမျိုးတွေတပတ်လဲလာမယ်ဆိုလို့ရှိရင်ဘယ်တော့မှလူမျိုးရေးအဆွမ်းရောက်တာဘာသာရေးအဆွမ်းရောက်တယ်ဆိုတော့ကောင်းကျိုးမပေးပါဘူး။အဆွမ်းရောက်လို့ချင်းပြုတ်ကြတတ်ပါတယ်။ဒါကြောင့်မလို့ရခိုင်ပြည်ရဲ့အနာဂတ်ဗုဒ္ဓဘာသာရဲ့အနာဂတ်ကိုရှေ့ရှုမယ်ဆိုလို့ရှိရင် ူသားမျိုးနွယ်ချင်းနဲ့တူဘာသာစကားချင်းနဲ့တူရင်ကျမှုချင်းနဲ့မကွာတဲ့ဗမာနဲ့ရခိုင်ဟာပေါင်းစည်းတင်ပါတယ်နိုင်ငံရေးစင်တောင်းယူပြီး confederate ဆိုတယ်မဖြစ်နိုင်တဲ့ဘယ်တော့ခါကမှဗဘဲဗမာမှဖေမြန်မာမှအခြေမချခဲ့တဲ့ဒီဝါဒေသကိုလူမျိုးအတုခိုးနေမယ်အစားဟိုဘက်မင်းဒီဘက်မင်းအပြန်အလှန်အသွာလာခဲ့တဲ့ပကံခက်ခဲတွေကနေအဆက်အသွယ်ရှိတဲ့ဘုရားဘာသာသနာချင်းနဲ့အခုချိန်ထိလည်းအဆက်အသွယ်ရှိနေတဲ့ရခိုင်နဲ့မြန်မာဟာညီကိုသားချင်းလူမျိုးပြန်လဲပြီးတော့ဆွေးနွေးညှိနှိုင်းတယ်ပါတယ် ဒီလိုဆွေးနွေးညှိနှိုင်းရင်းအပြင်ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ကုံစင်းလုံးပြဿနာတွေစစ်ရေးပြဿနာတွေတည်ကြည်ပျက်စီးမဲ့အရာတွေအားလုံးဟာညီကုန်းချုပ်သွားပါလိမ့်မယ်ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ချောင်းမှာဘီဂျက်အဖြစ်နဲ့အေးရဆက်လက်ပြီးရှင်းသန်မယ်ဆိုလို့ရှိရင်လည်းမဖြစ်နိုင်စရာအကြောင်းတော့တိတ်မရှိပါဘူးဒါကြောင့်ဥထွတ်မြိုင်နိုင်အနေနဲ့လည်းခုလိုအခြေအနေမျိုးမှာတက်မတော်နဲ့ဆွေးနွေးညှိနှိုင်းတာဒီအကောင်းဆုံးသောအဖြစ်တစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်အကြံပြုတင်ပြလိုပါတယ်ဒါမှဒုတို့ဒီဟွာတွေကိုဖူးတက်မတော်ကလည်းစစ်ကြောင်းကတော့များတယ်ပေါ်ပေါ်များတယ်အင်အားထောင်အားလောက်ရှိတယ် နော်တရားထောင်ကတော့ရှိတယ်ပစ္စည်းပစ္စည်းကဆုံဆုံလေးလေးရှိတယ်ဦးဇင်းဟိုတလောကပြောတယ်လေအလဲကြိုင်မော်ကြီးဆိုတာအလဲကြိုင်နှွဲစတန်းဟာဆိုတာပေါ့နော်ဦးဇင်းပြောခဲ့တာပဲနော်အဲ့တော့ပြောခဲ့တာပဲဦးဇင်းတို့ဘောင်းမြုံနယ်တောင်ပိုင်းနော်ဝင်ကျုံနယ်တချို့ကိုဝင်ကျုံကအင်ဂျင်90လောက်ရှိတချို့ကအင်ဂျင်200နီးပါးရှိတယ်200နီးပါးရှိတယ်ဝင်ကျုံကဝင်ကျုံဒီလိုစေနဲ့ရဲပေါ်တော့အဲ့မှာရှိတဲ့ဟာကိုအင်အားထောင်ကျော်လောက်နဲ့ဝင်လုံးနဲ့ပါသွားတယ်ဒါစစ်တိုက်တာ ါွားတယ်ရှုံးတယ်ပေါ့ဗျာဟုတ်လားရှုံးတယ်ဆိုလို့ဒါနဲ့ဒီပါဒစာလေးလက်နဲ့ကိုစီနဲ့တော့တို့လွတ်မြောက်ပါတယ်ဒါတော့စာရောဆက်မှာအကုန်လုံးဒါပေမဲ့လွတ်မြောက်ပါတယ်တို့အိမ်တွေကအကုန်မိရှို့တယ်အိမ်တွေကိုမိရှို့ပလိုက်တယ်နော်အိမ်ကြီး90လုံးကိုမိရှို့ပလိုက်တယ်အဲ့ဒါပြီးတော့တချို့ကုန်းကိုတို့ဆက်ပြီးမှတချို့ကုန်းဆိုတော့ခဏလိုက်တယ်ကြားပေါ့ခဏလိုက်ရတာကဒီတချို့ကုန်းရွာရဲ့တစ္ဆာပေါက်ပေါ့တစ္ဆာပေါက်ကနေရွာထဲကိုရင်ဝန်းလာတော့ အမှုမဲ့မအငိုင်းမိပါတာပေါ့ဗျာဘယ်နေရာဝင်ဘယ်နေရာဒီနေရာကိုတစ်ချိုကုန်မှာတော့ပြည်သူစစ်ထင်ပါလေဗျာနော်ပြည်သူစစ်လာရတာလာဒီတူကနေမှာဒီစာ PDF ထဲပေါ်ရောက်ဝင်သွားတယ်တူကနေမှာဥဆောင်ပြီးမှလာခဲ့တယ်တွားထဲမှာဘယ်နေရာဘယ်နေရာဘယ်နေရာကဘယ်နေရာဆိုတော့ထောက်ထအကုန်တိရပေါ့ဗျာအတိတော့နေရာအတိတော့အဲ့မှာခံလိုက်ရတယ်အဲ့မှာလည်းအကုန်လုံးဟာလူတို့စွန့်ပြည်သူစစ်တွေပတ်တဲ့အစားတွေကစွန့်နိုင်နေများအဲ့မှာတချို့ကုန်းမှာဆိုလို့ရှိရင်ရဲရောရှိတယ်ပြည်သူစီရောရှိရောစစ်သားရောရှိတယ်သူတို့စွမ်းနိုင်နေမှာသူတို့ခုခံတယ်သူတို့စွမ်းနိုင်နေမှာလှုပ်ဆောင်တယ်လှုပ်တယ်ပေါ့ဗျာအဲ့တိုက်ရည်ရယ်နော် နောက်ဆုံးတော့အင်အားချင်းလည်းမမြတာနဲ့လက်နဲ့ချင်းကလည်းတိတ်မမြတာနဲ့ဒုံးတန်ကလည်းဒုံးဒုံးတွေရောချတာပေါ့ဗျာနော်အဲ့တော့နောက်ဆုတ်သွားရတယ်ပေါ့ဗျာပြန်လက်တာနောက်ဆုတ်ခွာလိုက်တယ်ပေါ့ဒါပင်တော်ကိုဆုတ်လိုက်ပင်တော်ကိုဆုတ်လိုက်အဲ့တော့ဘာပြောပြောအကုန်လုံးလက်နဲ့ခရဆုံးရှုံးမှုမရှိဘဲနဲ့လွတ်သွားတယ်ပေါ့ဗျာနော်လွတ်သွားတယ်ပင်တော်မှာဆုတ်လိုက်တယ်အဲ့ချိန်မှာချိန်ပြီပါပဲနော်အဲ့ဆက်ကကကြီးရရောဒီဘုံရနမခတိုင်မှုရရောအကုန်လုံး တမ္မာတဲ့တမ္မာပခုတ်ကူတမ္မာရောအကုန်လုံးပူးပေါင်းပြီးမှတပြေးတညီတယ်လုံးလိုက်တဲ့အတွက်ကြောင့်သူတို့တွေဒါတော်တော်များများသေးတယ်ပေါ့ဗျာတော်တော်များများသေးတယ်ခဏောင်းနေမှာဒါစစ်ကူလာတယ်စစ်ကြောင်းလာတဲ့အခါမှာအဲ့ဒီရောတွားရှင်းတယ်အဲ့ဒါ sorry အဲ့တချို့ကုန်းရောမှာတူးတဲ့အိမ်တွေအကုန်မီးရှို့တယ်အကုန်မီးရှို့ပခဲ့တယ်အိမ်တွေတော်တော်များများဒီအကုန်လုံးမီးရှို့တယ်ပေါ့ဗျာအများကြီးတော်တော်များများတဝက်လောက်လောင်သွားတယ်ပြောရမှာနော်တဝက်လောက်ဒီပြုစစ်နဲ့ပတ်သက်တဲ့အိမ်တွေတော်တော်များများပါနေအကုန်လုံးကူးပြီးမှအကုန်လောင်သွားတယ် ဲ့လိုမီးလောင်သွားပြီးမှအခုတော့တောင်းနေကြတော့ချစ်ချင်းလည်းညာတို့ချစ်ကြောင်းရောက်တော့တောင်းနေကြတော့တွားရှင်းတယ်အဲ့မှာအလောင်း40ရတယ် BDI အလောင်း40เนาะ BDI အလောင်း40ရဲ့လက်နက်ကတော့8လက်ပဲရတယ်လက်နက်ကလက်နက်က8လက်အဲ့ဇက်တိုက်ဇက်တိုက်ရှင်းတယ်ဗျာဇက်တိုက်ဇက်တိုက်တွားပြီးမှလုံးနေတယ်အဲ့ဒါပြီးတော့တို့လက်ရှိမနေ့ကတည်းဆိုရင်တိစောင်းကြွနေတဲ့တိကြောက်ရွာအတိကြောက်ရွာကိုလည်းတို့တို့ဒီတမ်းမတော်ပြည်သူစစ်အကုန်လုံးပူးပေါင်းပြီးမှရှင်းလင်းတယ်ဒါအခြားပါတွေလည်းအခုအညာသူပိုင်းပေါ့အခွဲအရွန့်ရွာတိဒါကတော့ ဒီတရက်ဒီအင်အားအတောင်ဆုံးနေရလို့ပြောလို့ရတယ်အဲ့ဒီမှာပဲစူးစိကြတယ်အဲ့ဒီမှာပဲနေကြတယ်ကိုရရွေရွာတစ်ဆိုတာကတော့ဒါတော်တော်များများလူတိုင်းဤတယ်ပေါ့ဗျာဒီကိုရရွေရွာတစ်နဲ့ပတ်တယ်ပြီးတော်တော်များများတော့ဤတယ်အဲ့ဒီမှာတော့တော်တော်များများလည်းစုကြတယ်နော်တော်တော်ကြီးကိုအဲ့ဘက်မှာကတော့ဦးစင်းတို့လည်းအဲ့နာခွေရရွေရွာခွေရရွေရွာတစ်တို့တဖအဲ့နာမှာတဖန်းကြောက်တို့တော်တော်များများဗျာအဲ့နာမှာဇီးဘူးကို ဒီခုကုန်းတို့ကတော့အရမ်းတော်နဲ့ဒီရွာတက်တို့မှာဆိုလို့ရှိရင်တော်တော်များများဒီကြောက်ကာတို့ရွာတက်တို့နော်ခွေးရရွာတက်နဲ့ခွေးရတဲ့တခုတည်းပဲနော်အဲ့မှာ PDF တော်တော်များများစုဆောင်းတဲ့ရွာတွေပေါ့ဥစဉ်ကိုယ်တိုင်လဲတာနမခါဟိုပို့ထားတာရှိတယ်နော်ဥစဉ်ကိုယ်တိုင်လဲနမခါဟိုဒီသူတို့ဒီရွာတွေနဲ့ပတ်သက်တဲ့ဒီအချမ်းဖက်တီတောင်ကျမ်းနဲ့ရွာတော်တော်များများကိုဥစဉ်ပို့ထားတာဗျာနော်အများကြီးပဲအဲ့တော့အခုကျတော့သူတို့တွေအောလာတယ်ဗျာဘာလို့အောလာတယ်လဲဆိုလို့ရှိရင်တမ်းမတော်ကနေတဲ့ရွာတွေကိုပြီးရှို့လို့တဲ့တမ်းမတော်စီကြောင်းကနေပြီးမှတဲ့ ဟိုကလက်ထဲကြီးတွေနဲ့ပြည့်လို့တဲ့ရွာလေးကိုအဆင့်မဲ့ဖြစ်ဖဲနဲ့ပြည့်လို့လေညာကဘယ်နဲ့လောက်ပါမလဲဟမ်ဘယ်နဲ့လောက်ပါမလဲဘာပြောရမလဲအဆင့်မဲ့ဖြစ်ဖဲနဲ့တပ်မတော်စေချောင်းကနေရွာလေးကိုပြည့်လို့တယ်ဗျာအဆင့်မဲ့ဖြစ်ဖဲနဲ့အဲ့နာမှာအကြမ်းဖက်မရှိဘဲနဲ့ရွာလေးကိုဘသူကလောက်မှာလဲဘသူကပြစ်မှာလဲဒါတို့လည်းခင်ဗျားတို့တည်ဖို့တော့ပြည်သူများအားလုံးတည်အောင်ဦးစင်းရပြောပြခြင်းဖြစ်ပါတယ်ဗျာနော်ဒါပြည်သူများတည်အောင်ပြောပြခြင်းဖြစ်တယ်အဲ့မှာဦးဇင်းတို့ PDF ရွာနေဆိုလို့ရှိရင်တောင်မြင့်တို့ခွေရွန့် ဘရောကံခေရှိတင့်ညီနောင်ကြာပြကံတိကြောက်ကြောက်ကဘိုမဲအင်းငယ်တောင်းလက်ပံလဘိုကုန်းဘိုကုန်းကတော့ PDF စခန်းပေါ့ဗျာနော်တစုတောင်ဘက် PDF စခန်းတတဖီလေလံမုံကုန်းစခန်းလမင်းကောင်းတမယာဆွေဆွေကိုနော်ဒါတကယ် PDF ဒီအင်းအားတောင်းတဲ့ဂျွာလေးပေါ့နော်ဂျွာလေးရတယ်ကပြိုးဆိုရလဲကပြိုးကတော့လည်းပြင်မာယူရယ်နော်အဲ့ဒီထဲမှာအစိုးဆုံးကဒီ ်ခွေရရွင်းလို့ဆိုလို့ရှိရင်တော်တော်ဆိုးတာဗျာနော်စူဆောင်းတာလည်းခွေရရွင်းရွာတိမှာပဲစူဆောင်းတယ်ပေါ့အပြင်အားများလာကလည်းခွေရရွင်းရွာတိမှာပဲများတယ်ဒီကြားပြကန်တို့အဆိုးဆုံးနေရာတွေပေါ့နော်အဲ့မှာခွေရရွင်းတို့ကြားပြကန်တို့ကြောက်ကားတို့ဘိုးကောပီရီယာစခန်းတို့တစုတောင်ပဲအကုန်လုံးပေါ့ဗျာဒါတော်တော်များများဆိုးတဲ့ရွာတွေတော်တော်များများဆိုးတဲ့ရွာတွေဒီနော်တော်တော်များများဆိုးတဲ့ရွာတွေအခုကြာမှာတို့တို့လည်းဒီရွာတွေကိုပူတတ်မလို့ကနေစေချောင်းကတော့များတယ်ပေါ့ပေါ့များတယ်အင်အားထောင်အားလောက်ရှိတယ်နော်အင်အားထောင်အားလောက်ရှိတယ်ပစ္စည်းပစ္စည်းအဆုံဆုံးလွင်လွင်ရှိတယ် ရှိတဲ့အခါကျတော့ပြည်သူတွေကိုတတ်မှတ်တော့ခံနေလောက်ပါပြီတဲ့ပြည်သူတွေကိုတတ်မှတ်တော့ပြည့်မဲ့ပြည်သူတွေကိုတဲ့အော်အပြည့်မဲ့ပြည်သူတွေကခမရတို့ဝင်ကျုံတဲ့တချို့ကိုမိရှို့လိုက်တုန်းကဝင်ကျုံကအသက်80ကျော်အဖွားကြီးကိုတတ်တုန်းကအသက်80 90ကျော်ဆရာတော်ဘုန်းကြီးကိုဖမ်းသွားတုန်းကအသက်ကြီးတဲ့သူတွေဖမ်းဆီးသွားတုန်းကခမရတို့ကအဲ့ဒါပြည်သူမဟုတ်ဘူးလားပြည်သူစီရွာထဲမှာရှိရနေပဲခမရတို့ကအဲ့ဒီလူကဒလန်ဖြစ်ရော်လား ပြည်သူစုဘတ်တဆာရွာလည်းလုံထားနေပဲအဲ့ဒီရွာမှာနေတဲ့လူတွေအကုန်လုံးကတတ်မလို့ထောက်ခံသူဖြစ်ရောလားလဲအဲ့လိုကမုံတရားချင်းမကျေနပ်လို့လုံကြီးဆိုလို့ရှိရင်ခင်ဗျားတို့အဲ့ဒီတချို့ကုန်းရွာဘူးလို့တစ္ဆာပေါ့ကနေမှအရှိဆောင်ကြီးမှရွာတဲ့ကိုအရင်ဝင်လာတယ်အဲ့ဒီသူ့ရဲ့ညီကိုမောင်နှမကြီးသူ့မျိုးတွေရွာတယ်ရှိရအဲ့ပြည်သူစုတွေကဘာလုပ်လို့လဲဘာလုပ်လို့လဲအတူလေးနေရပဲဘာလုပ်လို့လဲနင့်အောင်ဘာပြောလို့လဲထိကအောင်ဘာပြောလို့လဲတို့ပေါ်ရှင်ရှင်ပဲစီစီလုံးလုံးပဲပြည်သူစုလုံးလုံးလည်းစိတ်မဆိုးဘူးဘာပြောခဲ့ဘာမှမပြောဘူးနော် ဘာမှပြောခင်ဗျအတက်90ရောက်80ရောက်အပွားကြီးတွေအဲ့တနက်ကင်နိုင်လို့လားဘာလို့နိုင်လို့လဲသူတို့ကအင်းစင်စင်ဖောက်ကြမှာလဲခင်ဗျတော့အကုန်ဖမ်းသွားတယ်နေရာရဲနဲ့နေရာရဲနှုတ်တက်သွားတယ်ဘယ်လောက်ရှင်းတာကြောင်းလဲအခုကြမှာတပ်မတော်ကဘာလုပ်ပါလဲညာလုပ်ပါလဲစေချောင်းထိုးပြီးအိမ်နေပြီးချို့ပါလဲအပီဒီရဲ့ဟိုရွာပြည်သူတွေကိုလုပ်နေပါလဲစစ်မဖြစ်ဖဲနဲ့ဘာလို့လဲစစ်မဖြစ်ဖဲနဲ့စစ်မရှိဖဲနဲ့တပ်မတော်ကဘယ်သူမှဖင်ရပြီးမအားရရမလားဘူးအဲ့ဒါကိုမြင်မြတ်ထားပါနော်မော်နဲ့မော်နဲ့ကြလားခါနိုင်ရင်ရှိအောင်ခါ ။ဘာဖြစ်လို့ကိုယ်လည်းကြရင်မော်နဲလို့ဦးဇေပြောပြီးပဲ။အေးရရနေပါ၊ငြင်းရရနေပါ။အတိတရားရှိကြတော့ပါ။နောင်လာရကြတော့ပါလို့ပြောတယ်လေ။ပြောတယ်လေ။မဖြစ်နိုင်ဘူး။နော်။ညာလူညာသားတွေထိုးချခံနေရတာ၊ထိုးကျွေးခံနေရတာ။အကုန်လုံးအဲ့ဘိုလ်လည်းရလား၊ဘာလည်းရလဲဟုတ်လား။အကုန်လုံးနဘောက်တို့အကုန်ဆောက်ဆောက်ရအကုန်လုံးကောင်းတွေရ။အဲ့မှာမရှိဘူး။ခင်ဗျားတို့စစ်တိုက်တဲ့နေရာသူတို့ဥစားပြီးမပါဘူး။ဒါချတဲ့နေရာသူတို့မပါဘူး။ဘိုင်းတွဲနဲ့ပြီးရတဲ့ထဲမှာသူတို့မပါဘူး။ နော်သူတို့မပါဘူးအဝေးကြီးကနေခင်ဗျားတို့ခိုက်တာနေအဝေးကြီးကနေပိုင်မိတာအဲ့ဒီလူတွေကခင်ဗျပေါက်နေတာတွေမဟုတ်ဘူးနော်နှစ်ပေါက်တူကပေါက်နေလက်ရာတို့ဆိုလည်းပေါက်နေတာတွေမဟုတ်ဘူးအဲ့တော့အရင်ခန်းလဲတဲ့တူကတော့ဆန်ရတာပေါ့ဗျာဟုတ်လားပေါက်မှာထွက်တဲ့ရေတန်လေးတွေပေါက်မှာပြည်သူတွေဆက်မရှိမှမရှိမှဆက်ကြောက်တဲ့ရာလေးတွေအော်ထိုင်းရနေဝိုင်းပြီးမှထောက်ဖို့ထောက်ပံ့တဲ့ဟာတွေယူပြီးမှသူတို့တွေကပဲဒီလိုလုပ်နေရပြည်သူကာကွယ်ရေးခင်ဗျားတို့ဘသူကကာကွယ်လို့လဲဖြစ်တော့သူတို့ကပဲလာတော့ဟိုကတကယ်လည်းလင်းရင်လဲလာရောဟိုကလည်းလာရောသူတို့ကအရင်ပြေးတာဟုတ်လား ဒါကိုတိစေခြင်းလို့ပေါ့ကိုတော့မေတ္တာစေတနာနဲ့ပြောပြခြင်းဖြစ်တယ်တုံ့မြုံနယ်ကိုကျုပ်ချစ်တယ်တုံ့ပေါ့မြုံကိုကျုပ်ချစ်တယ်ချစ်လို့ပဲကျုပ်ထိုက်တဲ့နောက်အတိတရားရှိအောင်ကျုပ်များများပြောပေးတယ်ဒါကိုသဘောပေါက်ဖို့လိုပါတယ်ဗျာနော်သဘောမပေါက်ရင်တော့ကိုယ်တိုင်နဲ့ကိုယ်ကံပေါ့ဗျာဒါနဲ့လူကြောက်အောင်မအော်နဲ့မအော်နဲ့နော်အဲ့လိုအော်မာတိလို့ဦးစင်းကကြိုကြီးပြောခဲ့ခြင်းဖြစ်ပါတယ်ဗျာအားလုံးဒါပါပဲဗျာ